မင်္ဂလာပါရမ ्या AC ဂျူနိုင်ငံရဲ့သုတေသနဌာနနဲ့လွတ်လပ်တော်မူတဲ့အေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငင်းချေရေးတုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့အဆွေတော်ပူတင်ရုရှားပြည်မင်းမြတ်နဲ့မြောက်လိုင်းပေအပ်တဲ့အကမဟာတည်စီသူဘွဲ့ရဘယ်လာရုစ်သမ္မတဆိုတဲ့ကောင်းစင်နဲ့ကျမနွန်တဲ့ကပြောပြပေးတော့မှာပါ။ စစ်ကောင်စီဥက္ကဋ္ဌပူချုပ်မှုကြီးမြောင်လှိုင်ကရုရှားနိုင်ငံကိုတွားရောက်ပြီးသမ္မတပူတင်နဲ့တွေ့ဆုံခဲ့တယ်လို့ဘယ်လာရုစ်နိုင်ငံကိုလည်းဝင်ရောက်ခဲ့ပါတယ်ရုရှားနိုင်ငံကလည်းမြောက်လိုင်းတည်ဆောင်လာတဲ့နားလည်မှုစာချုပ်လွှာများနဲ့မြောက်လိုင်းပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းကိုဒီတစ်ပတ်ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်မှာကျမတို့အတူတူလေ့လာကြရအောင်ပါ။ ရုရှားသမ္မတဗလာဒီမာပူတင်ဖိတ်ကြားချက်အရမလ3ရက်နေ့ကနေမလ10ရက်နေ့ထိရုရှားနိုင်ငံကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်းတွားရောက်ခဲ့ပြီးနိုင်ငံကန္တအချို့ပူပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လွှာဆဲခုလက်မှတ်ရေးထိုးခဲ့ပါတယ်နားလည်မှုစာချုပ်လွှာဆဲခုမှာနျူကလ িয়ার နဲ့ဓာတ်အပိစက်ရုံတည်ဆောက်ရေးဘူမိဗေဒလေးလာရေးနဲ့ဓာတ်တုရှာဖွေရေးဆိုင်ရာစီးပွားရေးနဲ့နိပညာပူပေါင်းဆောင်ရွက်ရေးအာဂါဒဆူဆန်လေးလာရေးနဲ့အသုံးပြုမှုနယ်ပယ်မှာပူပေါင်းဆောင်ရွက်ရေးပညာအရေး ချင်းသတ်မှတ်ချက်နဲ့ပညာရေးဆိုင်ရာဘွဲ့ဒီဂရီများအပြန်လန်အတိမတ်ပြုရေးဆိုင်ရာသဘောတူစာချုပ်အကောက်ခွန်ဆိုင်ရာသဘောတူချက်များကျမရေးနားလည်မှုစာချုပ်လွှဲရေးထိုးတာရင်းစဲမှုနဲ့အကစားဆိုင်ရာပူပေါင်းဆောင်ရွက်တာနိုင်ငံခြားယင်းနှမြောက်နှံမှုများမြှင့်တင်ရင်းနဲ့အကာအကွယ်ပေးရေးဆိုင်ရာကုံသွယ်ရေးစသဖြင့်တို့ပါဝင်နေတာပါစစ်ကောင်စီအနေနဲ့နိုင်ငံရေးစီးပွားရေးအချက်အလက်ဖြစ်နေချိန်အခုလိုရုရှားကအတိမတ်ပြုကြားကန်ပေးတာဟာဆုလက်အကြီးစားဖြစ်တယ်လို့စီးပွားရေးပညာရှင်ဦးစိန်ထဲကအေယာဝတီကို သုံးသပ်ပြောဆိုထားပါတယ်။တချိန်တည်းမှာပဲနေဆက်ကုံသွဲရေးမှာအရေးပါတဲ့တရုတ်နဲ့ထိုင်းကုံသွဲရေးအလုံးမဖြစ်တော့တာကြောင့်ဈေးကွက်ပြောင်းနေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့မြန်မာစီကောင်စီဟာရုရှားကိုဈေးကွက်သေးဖြစ်မြင်လာတာလည်းဖြစ်နိုင်ကြောင်းဆိုကြပါတယ်။မြောက်လာရဲ့ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မဲ့နားလည်မှုစာချုပ်လွှာ၁၀ခုထက်က၃ခုအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါ။ ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံတောင်ဘက်ဆွန်ရှိဒဝဲအထူးစီးပွားရေးဆောင်အစင်မြစ်တိဆောက်ဖို့ခြေလန်းတစ်တွေစာနိုင်ခဲ့တာကြောင့်များစွာအာရဂျီနမ်မီကြောင့်ပူကျုံမူကြီးမြန်အောင်လှိုင်က မော်စကိုမြို့မှာပြုလုပ်တဲ့မြန်မာရုရှားစီးပွားရေးဖိုရမ်အခမ်းအနားမှာထက်တွင်ပြောဆိုခဲ့ပါတယ်။ ရင်းနှီးစိတ်ကန်းနဲ့စွမ်းအင်စီမံကိန်းတွေပါဝင်တဲ့တဝယ်အထူးစီးပွားရေးဆောင်တိစောက်ပို့တွင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းရုရှားစီးပွားရေးဝန်ကြီးမရှန်ရရှန်နာဂိုရဲ့မြန်မာခီစင်မှာနားလည်မှုစာကျွန်းလော MOU လက်မှတ်ရေးထိုးခဲ့ပေးမယ်။စစ်ကောင်စီကအသေးစိတ်မထုတ်ပြန်ခဲ့ပဲရုရှားကိုမြောက်လာရောက်ရှိချိန်မှသာထုတ်ပြောခဲ့တာပါ။195စီရန်ကီလိုမီတာနီးပါးကျန်ဝင်တဲ့တဝယ်အထူးစီးပွားရေးဆောင်ဟာတနင်္သာရီတိုင်းတဝယ်မြို့ရဲ့မြောက်ဘက်ကပ်ပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့အနီးမဟာပြူဟာကျတဲ့နေရာမှာအကောင်ထဲ ယ်ဖော်မဲ့စီမံကိန်းကြီးဖြစ်ပြီးတော့ယင်းနဲ့စိတ်ကံစံမှုဆောင်လျှက်စစ်နဲ့အခြားစီမံကိန်းတွေပါဝင်နေပါတယ်။ကနဦးအနေနဲ့စီမံကိန်းဖြစ်မြောက်နိုင်စွာငွေချင်းနဲ့နှိပညာဆိုင်ရာအသေးစိတ်လေ့လာမှုတွေပြုလုပ်ဖို့လိုအပ်နေပြီးအဲ့ဒီလုပ်ငန်းတွေပြီးမယ်ဆိုရင်စီမံကိန်းဒီဇိုင်းအရွယ်အစားချင်းငွေနဲ့ယင်းနှိမြုံနယ်မှုယင်းနှိမြုံနယ်မဲ့ကုမ္ပဏီတွေဖွဲ့စည်းနိုင်ရေးစတဲ့လုပ်ငန်းစဉ်တွေတစ်ခုပြီးတစ်ခုဆောင်ရွက်ဖို့ပြင်ဆင်ထားပါတယ်။ စစ်ကောင်ဆောင်ရဲ့မော်စကိုခီစင်မှာ နျူကလ িয়ার ဆွဲအင်သုံးအသေးစားလျက်စစ်တားထုတ်လုပ်တဲ့ Small Modular Reactor SMR တိဆောက်လေဘက်ရေးစာချုပ်နဲ့နျူကလ িয়ার ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးစာချုပ်တို့လည်းပါဝင်နေပါတယ်။ မြန်မာနိုင်ငံအတွက်ပထမဆုံးနျူကလ িয়ার ရက်စစ်ဆက်ရုံတိဆောက်ရေးအတွက်ရုရှားနိုင်ငံပိုင်အနုမျိုးဆွဲအင်ကော်ပိုရေးရှင်းနဲ့စစ်ကောင်စီတို့အကြားပြီးခဲ့တဲ့နှစ်များအတွင်းအကြိုသဘောတူခဲ့ကြတာပါစီမံကိန်းအသေးစိတ်အချက်အလက်နဲ့တင်းနေရာကိုထုတ်ပေါ်ပြောဆိုတာမရှိပေမဲ့တည်သက်မဂါဝက်အားရှိတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုဆောက်လုပ်သွားမယ်အကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်အခုသဘောတူညီတဲ့စီမံကိန်းတွေတဲ့နျူကလ িয়ার ဓာတ်အားပေးဆက်ရုံကိုရုရှားအစိုးရဘက်ကလက်တွေ့လာရောက်လောက်ကိုင်းနိုင်ချေရှိတယ်လို့လက်စစ်စွမ်းအားနဲ့ ီးပွားရေးဆိုင်ရာစီမံကိန်းတွေကိုထထဲဝင်ဝင်သိတဲ့သတင်းရင်းမြစ်တအူကပြောပါတယ်။ရုရှားကိုမြန်မာအလို့သမားဆီလွတ်နိုင်ရေးနားလည်မှုစာချုပ်လွား MOU စစ်ကောင်စီနဲ့ရုရှားတို့လက်မှတ်ရေးထိုးဖို့စီစဉ်နေပြီးဗုဒ္ဓဟူးနေ့ကစစ်ကောင်ဆောင်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံကြတော့ရုရှားမှာလောက်တာရှားပါမှုကြောင့်မြန်မာအလို့သမားတွေရုရှားခေါ်ယူရေးလဲဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်ဆောင်ရုရှားရောက်နေစဉ်ပြည်တွင်းအလုတ်ကိုင်အေဂျင်စီ Vista International Company ကရုရှားနိုင်ငံ Joystock Company Intent Company မှာအလုတ်လုတ်ကိုင်ဖို့ဆီလုံးမဲ့မြန်မာလုတ်သား54ဦးတဲက24ဦးကိုကနဦးဆီလုတ်ခဲ့ကြောင်းမလ6ရက်နေ့ထုတ်စစ်သက်ထိန်ချုပ်နိုင်ငံပိုင်သတင်းစာမှာဖော်ပြခဲ့ပါတယ်။ရုရှားဟာလုတ်သားလူအပ်ချက်ဖြစ်ပေါ်နေတဲ့အတွက်မြန်မာအပအဝင်အာရှနိုင်ငံအသီးသီးကနေရွှေ့ပြောင်းလုတ်သားတွေကိုခေါ်ယူနိုင်ရေးကြိုးပမ်းနေတာပါ။လက်ရှိအခြေအနေအရရုရှားရဲ့အလုတ်လက်မဲ့နှုံးဟာစံ ချိန်တွင်နှစ်သမ300ခိုင်နှုန်းအထိထိုးချလာနေပြီရခိုင်စူပီယက်ပြည်တော်စုတွေကနေခွဲထွက်သွားတဲ့နိုင်ငံကနေလောက်တာခေါ်ယူနေတဲ့အခြေအနေကိုအာရှတီတိုးချက်သွားလို့တဲ့အကြောင်းရုရှားစီးပွားရေးဝန်ကြီးကပြောဆိုထားပါတယ်စစ်ကောင်စီဥက္ကဋ္ဌအပေါ်ချုပ်မူကြီးမြောင်လိုင်ဟာမလ9ရက်နေ့ကဘယ်လာရုသမ္မတလူကာရှန်ကိုရဲ့ဖိတ်ကြားချက်ရာဘယ်လာရုနိုင်ငံမစ်မျိုးရှိသမ္မတနန်းတော်အထိချစ်ချည်ရေးခီးသွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာတော့နှာနိုင်ငံအစိုးရအဖွဲ့တွေအကြားစစ်ပွားရေးနဲ့ကုန်သွယ်ရေးယင်းညံ့နှံ့မှုတွေအတွက်နားလည်မှုစာချုပ်လွှာ၁၄ခုကိုလက်မှတ်ရေးထိုးခဲ့ပြီးဘယ်လာရုစ်တမရာကိုလည်းမြန်မာနိုင်ငံစီလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ခရီးစဉ်အတွင်းပို့ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဘယ်လာရုစ်တမရာလူကာရှန်ကော့ကို အကမဟာသီစီတိုဘွက်အချင်းမြင့်အနှင်ခဲ့ပြီးဘယ်လာရုစ်တမရာကပို့ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဓာတ်ထောင်လက်ဆောင်ပေးခဲ့တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာကျင်းပမယ်ရွေးကောက်ပွဲရက်ကိုအခုနှစ်ကောင်ပိုင်းဒီဇင်ဘာလသို့မဟုတ်2026ဇန်နဝါရီလမှာအစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကပထမဆုံးအကြိမ်ထုတ်ပြောလိုက်ပါတယ် ရွေးကောက်ပွဲကျင်းပမယ်လို့တောက်လျှောက်ပြောခဲ့ပေမဲ့ဒီတစ်ချိန်မှသာအချိန်စရားနဲ့တကွဖွင့်ပြောလာတာပါမြန်မာဘယ်လာရုစ်နိုင်ငံသွေးဆောင်ပွဲအပြီးမလ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာနိုင်ငံကောင်းဆောင်တွေကပူးတွဲကြေညာချက်နဲ့ပြောကြားချက်တို့မှတစ်စက်သိရှိခဲ့ရတာပါစစ်ကောင်စီစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုအတိုက်ခံတွင်နဲ့အမေရိကန်အပါအဝင်အနောက်နိုင်ငံအချို့ကမထောက်ခံပေမဲ့လည်းတရုတ်ရုရှားနဲ့ဘယ်လာရုစ်တို့ကထောက်ခံနေတာပါမြန်မာရွေးကောက်ပွဲကျင်းပတာနဲ့ပတ်သက်ပြီးဘယ်လာရုစ်ကလည်းလိလရေးအဖွဲ့တွေကလာရောက်ကြည့်ရှုကြဖို့ ြောင်းလိုက်ကဖိတ်ကြားလိုက်ပါသေးတယ်။ဘယ်လာရုစ်သမ္မတအလက်ဆန္ဒားလူကာရှန်ကိုဟာကလည်းမြန်မာနိုင်ငံကိုလာရောက်มาဖြစ်ပြီးရွေးကောက်ပွဲဆိုင်ကြည့်သူတို့ကိုလွှတ်ပေးမယ်လို့ဆိုပါတယ်။ဘယ်လာရုစ်သမ္မတနဲ့စစ်ကောင်ဆောင်တို့ဟာနိုင်ငံနိုင်ငံသားရေးဝန်ကြီးတွေညှိနှိုင်းအစီအွေကျင်းပဖို့နှုတ်ထွက်ပစ္စည်းတွေထုတ်လုပ်ဖို့စမှုကုန်စံတည်နှံစိုက်ပျိုးထုတ်လုပ်ရေးမှာပူးပေါင်းဖို့နှစ်နိုင်ငံသားကုန်သွယ်ရေးနဲ့စီးပွားရေးတို့မြှင့်ဖို့စတဲ့ကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ ဂျာပြေနှစ်နိုင်ငံနိုင်ငံသားရဲ့ဝန်ကြီးတွေကအာဂဇာခရီးသွားဥပဒေရေးရာစိုက်ပျိုးရေးနဲ့အစားအစာဘေးကင်းရှင်ရေးကဏ္ဍတွေမှာပူပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လောကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။တိလဝါအထူးစီးပွားရေးဆုံမှာယင်းညို့နံပို့အတွက်လဲစစ်ကောင်စီကဘယ်လာရုစ်နိုင်ငံကိုပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကဖိတ်ခေါ်ခဲ့ပါတယ်။အထူးဆုံးပြောရရင်ရုရှားခီးစင်တွားရောက်ခဲ့တဲ့အတွက်မြောက်လိုင်းအလွန်ပျော်မြူးနေခဲ့တာပါ။မိမိကိုယ်ကိုမြန်မာပြည်လို့ညှို့ဆူရတဲ့အထိအောက်ချီလိုနေခဲ့ပါတယ်။ရုရှားခီးစင်နဲ့တဆက်တဲ့ လာရုနိုင်ငံရောက်တဲ့အခါမှာလဲမြန်မာနိုင်ငံရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ဇန်နဝါရီလနောက်ဆုံးထားလုပ်မယ်လို့လဲကြေကျော်ခဲ့ပါသေးတယ်။မြောက်လာရဲ့ရုရှားနဲ့ဥပပေါင်းဆောင်ရွက်မဲ့နျူကလ িয়ার စွမ်းအင်ကြောင့်တနိုင်ငံလုံးအနှံ့မိဒိန်ထိန်လေးရေဝင်းနေတဲ့လို့နျူကလ িয়ার လက်နက်ကြီးလဲမြောက်လာချက်ချင်းပိုင်ဆိုင်ဖို့မဖြစ်နိုင်သေးပါ။ ဒါကြောင့်ဒေါ်လာရင်းအားစုနဲ့ဒေသတွင်းနိုင်ငံများအနေနဲ့မြောက်လိုင်းမှနျူကလ িয়ার လက်နက်ပိုင်ဆိုင်ပြီးအကျွမ်းမဲ့အာဏာရှင်ဖြစ်မလာမီလုံခြုံရေးနှင့်ကာကွယ်ရေးမဟာဗျူဟာများချမှတ်တဲ့ကြောင့်အကြံပြုတိုက်တွန်းလိုက်ရပါတယ်ရှင်။ ုသုံးသက်ချက်စာရန်ကိုရမ်မြအစီချိုးမှနိုင်ငံရေးသုတေသီများရေးတာထားပြီးအင်မနာက ရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရင်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းစုမှုန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။